ဘာသာတရားအားလုံးကဖရာအသီးသီးကဓမ္မဘက်မှာယက်တီဖို့ကျွန်တော်တို့ကိုပြောတာအဲ့ဒီဓမ္မဆိုတဲ့တမေအကြီးဆုံးလက်နက်ကျွန်တော်တို့မှာရှိတယ်ဒါပေမဲ့အဲ့ဒီလက်နက်ကိုကျွန်တော်တို့အသုံးဖြုဖို့အတွက်ကစီးလုံးညီညွတ်မှုကအင်မတန်အရေးကြီးပါတယ်အားလုံးပဲမင်္ဂလာပါဘာသာပေါင်းစုံညီညာရေးအင်စတီကျူ IRIB ကစီစဉ်ကျင်းပတဲ့ဓမ္မကိုဘာသာတရားဖြင့်ဝန်းရံခြင်းသကဝိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာအပိုင်းဆက်ကုံကိုရောက်ရှိလာပြီဖြစ်ပါတယ် အပိုင်းဆက်ခွန်မှာမောလနာဟာဖစ်ကာဒီဆရာဦးစိုးနေဦးကိုဖိတ်ခေါ်ကြပါတယ်။ဆရာကြီးအဲဒီနေ့ဒီချိန်မှာလည်းပဲအစ္စလမ်တို့ရဲ့ရက်မြတ်ဖြစ်တဲ့ရမဇန်ဥပုသ္တလည်းဖြစ်တယ်ပေါ့နော်။အဲဥပုသ္တလည်းဖြစ်တဲ့ခါတော့ဒီဥပုသ္တမှာလည်းဆရာတို့အားလုံးသောဟိုကဘာတဝမ်းမှာရှိကြတဲ့အစ္စလမ်အတိုင်းဝိုင်းများရောပေါ့ထဘာသာဝင်များရောဒါမင်္ဂလာပေါင်းနဲ့ပြည်သူမှာဇေလူဦးစင်းနေနဲ့သူ့မုံအတောင်းပေးပါတယ်။ဒီနေ့ဆရာအနေနဲ့လည်းပဲဆရာတို့ကြုံရတဲ့တွေ့ကြုံနေတဲ့1ဒေါ်လာရေးခင်းခြင်းတွေ နဲ့ပတ်သက်ပြောပေါ့နော်ဆရာတို့ရဲ့ကျန်းတော်မြတ်ကိုရာအနေနဲ့ချိန်ထိုးပြီးတော့မှဆွေးနွေးပြပါအောင်ဆရာကျေးဇူးပါဦးသင်းကြီးတပည့်တော်တို့ရဲ့ဒီရမ်ဇန်ဥပုပ်လကိုစုမုံမြတ်တာပို့တာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗုဒ္ဓသာသနာကိုဒီလိုစော်ကားတဲ့အတွက်ဗုဒ္ဓဘာသာဝင်ညီကိုမောင်နှမတွေအစားမျက်နာပူလိုက်တာဘာဖြစ်လို့တုံးဆိုရင်ဒီအာနာရှင်နေလက်ထဲမှာဒီအာနာရှင်နေရဲ့နှုတ်ထဲမှာဗုဒ္ဓရဲ့ဒီသကဝိုင်းမှာပြောခင်မှာဥစဉ်အခုလှုပ်လိုက်တဲ့လှုပ်ရက်လေးအပေါ်မှာ နည်းနည်းလေးပြောချင်တာကဦးစင်းကအစ္စလမ်ဘာသာဝင်တွေအပေါ်မှာဆူတောင်းပေးတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအဲ့ဒီအလေးအထားတွေအဲ့ဒီယဉ်ကျေးမှုတွေဟာအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့ရဲ့ဘာသာအယူဝါဒဆိုတာလူတွေအားလုံးကို လိမ္မာရေးချားရှိအောင်လို့လူပီတအောင်လို့ကျွန်တော်တို့ကိုခေတ်ဆက်ဆက်မှာကျွန်တော်တို့မှာခွန်အားဆိုတာကျွန်တော်တို့မှာတန်ဖိုးအရှိဆုံးပြည်သူလူထုမှာတန်ဖိုးအရှိဆုံးပါတယ်เนาะကျွန်တော်တို့ဘက်မှာဓမ္မဆိုတဲ့ အတိအမှန်ပြုရမယ်။နောက်လူအခွင့်အရေးတွေကိုတန်ဖိုးထားရမယ်ဆိုတော့ဒီလမ်းညွန်ချက်တွေကတော့ပုံစံနေမတူတော့လဲ။ကျွန်တော်တို့လမ်းညွန်မှုတွေကတော့အတူတူပါပဲ။ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီဦးစင်းကအခုဆူတောင်းပေးတယ်လို့ကျွန်တော်တို့အပြန်အလှန်ပေါ့နော်။အာကျွန်တော်တို့အတိအမှန်ပြုပေးဖို့ပြီးတော့အတိအမှန်ပြုပြီးတော့အခုလိုအတိအမှန်ပြုခြင်းဟာကျွန်တော်တို့အာနာရှင်တွေအတွက်ဒါကအင်တာကြောက်မှတ်ဖွယ်ကောင်းတဲ့လုပ်ရပါ။ဘာဖြစ်လို့လဲဆိုတော့အာနာရှင်ဟာကျွန်တော်တို့ဘာသာအယူဝါဒ စုံလင်ကွဲပြားတဲ့ပုံကိုယ်တွေရှားတဲမှာကွဲပြားနေမှာသူတို့ကကွဲအောင်ကိုလောက်ကြတာဥပမာကျွန်တော်ဒီချမ်းတော်မြတ်ကိုရာမှာဂန္ဓ28မှာပါရမ4မှာဖရအောင်ဆိုတဲ့မင်းစုမင်းကြီးရဲ့အကြောင်းကိုဖော်ပြထားတယ်။သူဟာဘာလုပ်တော့ဆိုရင်သူဟာအင်အားကြီးအောင်သူ့ကိုသူတိဆောက်တယ်ပြီးတဲ့နောက်မှာသူ့ရဲ့တိုင်းပြည်ထဲမှာရှိတဲ့အုပ်စုတွေကို တယောက်နဲ့တယောက်လုံးဝပေါင်းစည်းလို့မရအောင်ဒစစီဖြစ်အောင်သူကသွေးခွဲတယ်တင်းခွဲတယ်တက်ရှူတယ်ပုံစံအမျိုးမျိုးနဲ့အာဏာဇတ်နဲ့ရောဓမ္မဇတ်နဲ့ရောပေါ့နော်အဲ့ဒီလိုပုံစံမျိုးနဲ့သူဟာသွေးခွဲတယ်သူတို့တွေသွေးခွဲသွားပြီဆိုရင်သူတို့အแทမှာအာအ ਨੇ ဆုံးဆိုတဲ့အုပ်စုတွေကိုအာခုခေတ်စကားနဲ့ပြောရင် minority ပေါ့နော်လူနည်းစုတွေကိုဒုက္ခပေးလေရှိတယ်တဲ့ဘာဖြစ်လို့ဒုက္ခပေးလို့ရှိလဲဆိုရင် လူများစုကြီးဖြစ်တဲ့ပုံကိုယ်တွေက တို့ဟာဒီဖရအောင်ဆိုတဲ့မင်းဆိုမင်းညက်ကိုထောက်ခံနေလို့ပဲ။အကြောင်းမို့ကျွန်တော်တို့နိုင်ငံမှာအင်မတန်အရေးကြီးပါတယ်။ကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့ကာလတွေမှာကျွန်တော်လူများစုကြီးဖြစ်တဲ့ဗုဒ္ဓဘာသာသနာကိုတန်ဖိုးထားသလိုလိုလူနည်းစုဖြစ်တဲ့အစ္စလမ်ဘာသာဝင်တွေကပဲနိုင်ငံကြီးကိုဒုက္ခပေးနေသလိုလိုဒီပုံစံမျိုး ကျွန်တော်တို့အားလုံးကြားထဲမှာနော်တန်တရားတွေမယုံကြည်မှုတွေနားလည်မှု လွဲအောင်နေလုပ်ခဲ့တယ်။ဒါကြောင့်မို့အူရဒူ အဆိုလေးတခုရှိတယ်ဗောနော်နေအော်ဒူဆိုတော့ဒီအော်ဒူဆိုတာစစ်သုံးစကားလို့ခေါ်တာဗောအိန္ဒိယနိုင်ငံမှာစစ်အတွင်းမှာသုံးခဲ့တဲ့စကားဗောအဲ့ဒီအော်ဒူစကားရဲ့အဆိုလေးတခုရှိတယ်အဲ့ဒီအဆိုကဘာလဲဆိုရင်မင်းတို့အင်မနခိုင်မာပါတယ်ဆိုတော့လူအဖွဲ့အစည်းတွေချစ်ချင်းမြတ်တာတွေရှိပါတယ်ဆိုတော့လူအဖွဲ့အစည်းတွေတယောက်နဲ့တယောက်နားလည်မှုရှိပါတယ်ဆိုတော့လူအတိုင်းဝင်းတစ်ခုလုံးကိုဖျက်ဆီးတာကနားလည်မှု တီဆောက်လို့မရအောင်လားလည်မှုလွဲအောင်လုပ်လိုက်တာပဲဆိုတော့ကျွန်တော်တို့ကြားထဲမှာနှစ်ပေါင်း80ကျော်80လောက်စစ်အာဏာရှင်ကကျွန်တော်တို့ကိုအုပ်ချုပ်ခဲ့တာအများကြီးသူကလုပ်ခဲ့တာမို့သူကနားလည်မှုကျွန်တော်တို့ကြားထဲမှာလွဲအောင်လုပ်ခဲ့တာဆိုတော့အဲ့ဒီနားလည်မှုတွေကိုပြန်လဲတီဆောက်ဖို့အတွက်ကျွန်တော်တို့အပြန်အလှန်ကျွန်တော်တို့နားလည်ဖို့လိုတယ်အပြန်အလှန်အသိမှတ် ပြုဖို့လိုတယ်အပြန်အလှန်ယူတီလေးစားကြဖို့လိုပါတယ်ဒီနေ့ဘာဖြစ်လို့ဒီအကြောင်းပြောဦးစင်းကလည်းဆူတောင်းပေးတဲ့အပေါ်မှာ1 level 1တာတယ် အဲတခြားသူတွေလည်းဒါကိုကျေနပ်မယ်လို့ကျွန်တော်ကမျှော်လင့်တယ်။ဘာလို့ကျွန်တော်တို့နိုင်ငံမှာအအထူးသဖြင့်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေဟာဘာမှမသိဘဲနဲ့အမုန်းခံခဲ့ကြရတဲ့ကာလတွေဟာတော်တော်များတယ်။အဲ့ဒီအတွက်ကြောင့်အဲ့ဒီအတိအမှတ်ပြုမှုတွေတခုခုရလာရင်ကိုမွတ်စလင်တွေကပျော်ရ AD ပဲဆိုဆို BC ပဲပြောပြောကာလအတိအမှတ်ပွင့်ပေါ်ခဲ့တဲ့လူသားဖျားတွေကကျွန်တော်တို့ကိုလူပီတာအောင်မြောက်လုံးနေနဲ့ပေါ့နော်မြို့ဘာသာသာသနာစောင့်ရှောက်ရေးဆိုတဲ့မဘာသာဖွဲ့စည်းဖွဲ့စည်းခဲ့ကြတယ်ပေါ့ အဲ့ဒီဖွဲ့သေးရအဓိကရွယ်ချက်ဟာကိုနဲ့ဘတူညီတဲ့ဘာသာတရားတွေကိုမုံတီးဖို့ပဲမိမိအာနာတီမြဲရေးအတွက်ရုပ်ပြတ်စင်းပြတ်အသုံးပြုကျမ်းမြတ်ကုရ်အန်တွေကိုထောက်ချုပ်ပြီးတော့မှာပေါ့နော်ချိန်ထိုးပြီးတော့မှာဒီနေ့တော်လိုင်းရဲ့ခြေတွေကိုအဲရှစ်ဆက်ရမယ်ဒါတွေရောနောက်ကကျွန်တော်တို့စီးလုံးညီညွတ်မှုပြိုပြတ်တာဟာဘာဖြစ်တော့ကွာငါတို့လှုပ်ချင်ရလို့တယ်ငါတို့အဖွဲ့နဲ့ငါတို့ပဲငါတို့ယုံကြည်ချက်နဲ့ငါတို့ပဲလို့စွတ်လုံနေရင်ကျွန်တော်တို့မှာရှိတဲ့အင်အားတွေမရှိမရှိမဲ့အင်အားတွေကျွန်တော်တို့ဆုံးရှုံးပါတယ်ပြီးရင်ကျွန်တော်တို့မှာရှိနေတဲ့ เนาะစိတ်ဓာတ်တွေပျက်စီးရလိမ့်မယ်ဆိုတော့ကျွန်တော်တို့စိတ်ဓာတ်ပျက်စီးပြီဆိုတာ ਨੇ ဘာမှလုပ်လို့မရဘူးဘာမှကျွန်တော်တို့တီဆောက်လို့မရတော့ဘူးအဲ့လိုအခြေအနေတွေ ਨੇ ကြုံတွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့စီးလုံးညီညွတ်မှုဆိုတာအင်တာအခရာကြပါတယ်ဒေါ်လာရေးမှာဆိုရင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟာရင်ဆိုင်နေရတာနှစ်ပေါင်းများစွာဆိုတာကျွန်တော်တို့ပြည်သူကိုဓာရီကိုပဲကောင်းစားပြီးတော့ပြည်သူလူထုဟာတနေ့တခြားเนาะအစင်းရဲသုံးနိုင်ငံเนาะလူအခွင့်အရေးအချို့ပေါက်ဆုံးနိုင်ငံ ကျွန်တော်တို့အမြဲပြောကြတဲ့သခင်မျိုးအေတို့ဘာမှဆိုပြီးတော့လူမှုကိုကြီးညာခိုင်းပြီးတော့တစ်ဖက်မှာကျွန်တော်တို့နိုင်ငံတကာမှာကျွန်တော်တို့ဟာတခြားနိုင်ငံတွေမှာကျွန်တော်တို့အလုသမားတွေဖြစ်နေရဒါဟာဘသူတွေကြောင့်တော့ဆိုရင် ရှင်းရှင်းလေးပဲနိုင်ငံကို ကိုနေရမယ့်နေရာကို မနေဘဲနဲ့နိုင်ငံကိုခဏခဏအာဏာသိမ်းလို့တိုးတက်မယ်ကြံလိုက်အာဏာသိမ်းလိုက်တိုးတက်မယ်ကြံလိုက်အာဏာသိမ်းလိုက်ပြီးရင်ကလီကမာတွေကမောက်ကမာတွေလို့နော်ဘာသာရေးပြိပခါတွေဖန်တီးပြီးရင်ဘာသာအယူဝါဒမ စုံလင်ကွဲပြားတဲ့သူတွေကိုဘာသာကြားဆိုတဲ့ဇကလုံးဝေါ်ဟာရကအစမတရားသဖြင့်နေသုံးဟိုဒီမဘာသာဆိုတဲ့စနစ်ကြီးတစ်ခုကိုတီထောင်လူလူတစ်ခုလုံးကိုဒုက္ခပေးကြတယ်ဒါကြောင့်မို့အခုချိန်ဒီကျွန်တော်တို့ကအဲ့ဒီဒုက္ခဝဲဩဃထဲမှာကျွန်တော်တို့မလွတ်မြောက်နိုင်မှုဖြစ်နေတာမလွတ်မြောက်နိုင်မှုဆိုတာလေကျွန်တော်တို့ပြည်သူလူထုကတချို့တွေဆိုရင်လွတ်မြောက်တဲ့လမ်းကိုကျွန်တော်တို့မရှာရဲတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ငငယ်ကလေးကနိုင်ငံရေးတို့တော်လှန်ရေးတို့ စေအာနာရှင်စင်စနစ်ပြောဟိုပြိုလဲရေးတို့ကျွန်တော်တို့ကလပိဆိုင်ဒီမှာပြောလို့မရအောင်မိသားစုမှာလည်းပြောလို့မရအောင်ပဝင်းကျင်ကကြားတာနဲ့ကျွန်တော်တို့အေးအေးယူခံရတယ်ဆိုတော့ဒီနေ့နေဦးတော်လန်ရေးသည်အဲ့ဒီအရင်တုန်းကရှိခဲ့တဲ့အတွေ့အမြင်တွေအဲ့ဒီအရင်တုန်းကရှိခဲ့တဲ့အကြောက်တရားတွေအားလုံးကိုကြော်လွန်ပြီးတော့ဖြစ်ပေါ်လာတဲ့တော်လန်ရေးတစ်ခုလို့ပြောရင်တော့မမှားဘူးလို့ကျွန်တော်မြင်ပါတယ်ဖြက်စီးဒီလိုဖြက်စီးနဲ့ဖြက်စီးပြီးတော့နိုင်ငံကိုဖြက်စီးပြီးတော့မိမိတို့ နော်အမျိုးတွေအကိုနဲ့ပတ်သက်ရပတ်သက်ကြောင်းနေကိုလိုကိုလိုလှဲ့ဒီလိုလှဲ့လူတွေကြားထဲမှာလူတွေရဲ့အတန်တွေကိုသူတို့ဘာပြောချင်တာလဲသူတို့မှာဘာရှိနေတာလဲသူတို့မှာခံစားချက်တွေဘာရှိနေတာလဲဆိုတာကျွန်တော်တို့ကမကြားချင်အောင်ဆောင်ရမှုမကြားကြအောင်သွားနားထောင်ရမှာလက်ရာဆွနေသူတွေကနေရာယူလာတယ်ထိုနည်းတူစွာအဲ့ဒီလက်ရာဆွနေသူတွေနေရာယူလာတော့သူတို့ဘာလို့ဆိုငါတို့အမျိုး ါတို့နိုင်ငံငါတို့နိုင်ငံသားတွေကောင်းဖို့ပဲလိုတယ်ဒါတို့ရဲ့ ideology ပဲတို့ကအမြဲတမ်းငါတို့ကောင်းဖို့မင်းတို့ကောင်းဖို့ဒီအရာတွေလုပ်ရတာလို့အမြဲပြောလိမ့်ရှိတယ်ကျွန်တော်တို့မှာစည်းလုံးညီညွတ်ဖို့ဆိုဘာမှလိုတာမဟုတ်ကျွန်တော်တို့အแทမှာရှိတဲ့အတ္တတွေကိုကျွန်တော်တို့ရှော့ဖို့ဘာဖြစ်လို့လဲဆိုတော့တို့ပြောတာမှန်တာဟုတ်နော်တို့ပြောတာတင့်တာဟုတ်ဘလို့လူကပဲပြောပြောဘလို့ပုံကိုရဲ့အတန်မဲ့ဖြစ်ဖြစ်ကျွန်တော်တို့ကကြားအောင်သွားနားထောင်အောင်ကျွန်တော်တို့စစ်အစိုးရလက်ထက်မှာ အတန်နေထုတ်ခဲ့ပြီမဲ့မကြားချင်အောင်ဆောင်ခဲ့ကြတယ်။ကဘာကြီးမှာကျွန်တော်တို့မြင်တဲ့အတိုင်းအမေရိကန်လိုလူအခွင့်အရေးကိုအင်မတန်လေးစားပါတယ်တန်ဖိုးထားပါတယ်မျက်နှိုးပါတယ်ဆိုတဲ့နိုင်ငံမှာတောင်မှစေတနာမှန်ကြဖို့လိုတယ်စေတနာမှန်မှညီညွတ်ရေးဆိုတာကျွန်တော်တို့သွားလို့ရမယ်။စေတနာမှန်ဖို့ဆိုတာလုံနေတဲ့လူတွေအကုန်လုံးမဟုတ်ဘူးတချို့သောဆုံးဖြူတွေဟာစေတနာမှန်မှန်ကြဘူးမိမိကောင်းစားရေးမိမိအဖွဲ့အစည်းကောင်းစားရေးမိမိပတ်ဝန်းကျင်ကောင်းစားရေးဆိုတဲ့ စစ်အာဏာရှင်စနစ်အောက်ကနေကျွန်တော်တို့ကပြန်တော်လာနာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲမှာအဲ့ဒီအငွေတွေအငွေအသက်တွေเนาะအဲ့ဒီအယူအဆတွေအဲ့ဒီအတွေးအမြင်တွေကအနည်းနဲ့အများဆွဲကပ်နေတာလေးတွေရှိဆိုတော့အဲ့ဒါလေးတွေကိုကျွန်တော်တို့ကဖြောက်ရမယ်စစ်အာဏာရှင်ကိုကျွန်တော်တို့ကတွန်းလှန်မယ်စစ်အာဏာရှင်ကိုတော်လှန်မယ်ဆိုရင်ကျွန်တော်တို့ကစစ်အာဏာရှင်ထဲ့ပေးတဲ့ဘယ်အရာကိုမှအငွေအသက်မှာမကြံအမြင့်ပြတ်အကုန်လုံးကျွန်တော်တို့ဖြောက်ပလိုက်ရမယ် စစ်အာဏာရှင်ကိုတော့ငါတို့ကမကြိုက်ဘူးသို့တော်စစ်အာဏာရှင်လို့တို့နီးရာလူကိုပဲငါတို့လူအဖြစ်ငါတို့ကိုနည်းနည်းလေးပြန်ပြီးဝေဖန်တာနဲ့အဲ့ဒီသူကိုငါတို့ကဝိုင်းပြီးအုပ်စုဖွဲ့ပြီးလူမိုက်လုပ်မယ်ဆိုဒါလည်းစစ်အာဏာရှင်စနစ်နဲ့ဘာမှမကွာဘူးဒါကျွန်တော်တို့စီးလုံးညီညွတ်မှုကိုအင်မတန်ထိပါစေတယ်ဒါကြောင့်မို့ကျွန်တော်တို့အာအစ္စလမ်ဓမ္မအရာပြောမယ်ဆိုရင်ကျမ်းတော်မြတ်ကုရ်အာန်မှာဒါနရှိပါရမတ်၄၆မှာဆိုရင် ဝါတီယောလာဝါတီယောရဆူလာဝလာတနာဇာဝအတင်တို့ဟာသွေးမကွဲကြနဲ့အငင်းအခုံတွေမလောက်ကြနဲ့စစ်ကောင်းဆောင်လို့ကြင်ညာလိုက်ကိုယ့်ကိုယ်ကိုပဲဘွဲတွေရှောက်ပေးနေတယ်ဆိုတော့အဲ့ဒီလိုကိုယ့်ကိုယ်ကိုဘွဲပေးတဲ့လူတွေကိုဟောက်ကိုယ့်ဘာကိုဘာမှအရေးချင်းမရှိတဲ့လူကကိုယ့်ကိုယ်ကိုဘွဲပြန်ပေးရတာပဲဆိုတော့အစိုးရအဆက်ဆက်ကအတိမတ်ပြုတ်တရောင်ဆောင်ပြီးတော့ကျွန်တော်တို့ကိုအတုံးချချသွားတာပဲများတယ်ဗောနော်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့နောင်လာမဲ့ကျွန်တော်တို့အုပ်ချုပ်သူတွေကြရင် ဘယ်လိုလူတန်းသားပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာသာအယူဝါဒလူမျိုးတွေအပေါ်မှာခွဲခြားမနေဘဲနဲ့ဒီသူတွေအားလုံးကို လူကိုလူလိုမြင်ပြီးတော့အေးချမ်းတဲ့လူအဖွဲ့အစည်းတစ်ခုတည်ဆောက်ကြပါစို့လို့ကျွန်တော်ကအဒါလေးပနာမပေါ့နော်တင်ပြချင်ပါတယ်ဆိုတော့ဒီမှာလဲဆရာမကတင်ပြသွားတယ်ကျွန်တော်တို့အားလုံးကစီလုံးညီညွတ်ဖို့လိုတယ်တကယ်အရေးကြီးဆုံးပဲကျွန်တော်တို့ဘယ်ကိစ္စပဲဖြစ်ဖြစ်စီလုံးညီညွတ်မှုပြိုပြတ်ပြီဆိုရင် နိုင်ငံဟာကမောက်ကမဖြစ်တယ်လူအဖွဲ့အစည်းကကမောက်ကမဖြစ်ရတယ် ဒီဟိန္ဒူဘာသာဝင်တွေကရဲဘော်တွေကိုကျွန်တော်တို့ကဓမ္မဒီလိုရှိတယ်ငါတို့ဖះတွေကဒီလိုဟောတယ်ငါတို့သာသနာမှာဒီလိုရှိတယ်ငါတို့ကတော့ဆောင်းရန်ရှောင်းရန်နေဒီလိုရှိတယ်ဒါတွေပဲကျွန်တော်တို့ပြောနိုင်တယ်ရောက်မို့ကျွန်တော်တို့ကမေတ္တာရက်ခံတာပဲကျွန်တော်တို့လုပ်လို့ရကျွန်တော်တို့ကမင်းတို့ဗတ္တာတွေမလုပ်ဘူးလို့လဲကျွန်တော်တို့မှာအပြစ်ဆိုနေလို့မရဘူးဆိုတော့အပြစ်ဆိုရင်လဲကျွန်တော်တို့ကအပြစ်ပြောရင်ပြောရင်နဲ့เนาะအပြစ်ဘက်ကိုရောက်သွားတာတဲ့ဒါကြောင့်မို့ကျွန်တော်တို့အပြစ်တွေလည်းမဆိုခြင်းဘူးမေတ္တာရက်ခံခြင်းနဲ့ စီးလုံးညီညွတ်ဖို့လိုတယ်ကျွန်တော်တို့မှာအထိုင်နေမတူကြပါဘူးကျွန်တော်တို့လာတဲ့လမ်းနေလည်းမတူကြပါဘူးသို့တော့ကျွန်တော်တို့မှာတူတာကစစ်အာဏာရှင်အမြင့်ပြည့်ရေးဆိုတာကတော့ကျွန်တော်တို့လက်ဝဲပဲတန်တန်လက်ရပဲရောက်ရောက်ကျွန်တော်တို့ဘာသာရေးကောင်းဆောင်နေဆိုတာရှေ့တန်းလည်းမထွက်နိုင်ပါဘူးကျွန်တော်တို့မလုတ်တတ်ဘူးအဲ့ဒါတွေကျွန်တော်တို့မင်းတို့နိုင်ငံရေးလုတ်ဆိုတာကျွန်တော်တို့မလုတ်နိုင်ဘူးကျွန်တော်တို့တိုက်တွန်းနိုင်တာတခုပဲကျွန်တော်တို့စီးလုံးညီညွတ်ပါဒါပဲကျွန်တော်တို့တိုက်တွန်းနိုင်ဒါကလည်းကျွန်တော်တို့ဟာအာဏာရှင်ကို တွန်းလှန်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာသာရေးခေါင်းဆောင်တွေပဲပြောပြောပြည်သူလူထုကပဲပြောပြောလူတွေကအတိမတ်ပြုတ်ပြီးတော့လူတွေကနေပြီးတော့ဒီလူကိုတော့ငါတို့ကိုအုပ်ချုပ်တဲ့သူ ဖြစ်စေခြင်းလိုက်တာဆိုတဲ့လူမျိုးအုပ်ချုပ်မှာဒီနိုင်ငံကအေးချမ်းပါလေကျွန်တော်တို့ကဒါပဲမြစ်တာရက်ခံနိုင်တယ်ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးကျွန်တော်တို့လှုပ်တတ်တာကျွန်တော်တို့စကားပြောမယ်ကျွန်တော်တို့ဘာသာရေးရှုထောင့်အရာခွန်အားတွေပေးမယ်ကျွန်တော်တို့ရဲ့ တော်လည်းအေးမှာပါဝင်နေတဲ့အစ္စလမ်ဘာသာဝင်တွေကရဲဘော်တွေခရစ်ယာန်တွေကရဲဘော်တွေဗုဒ္ဓဘာသာဝင်တွေကရဲဘော်တွေစီးလုံးညီညွတ်မှုပြိုပြတ်ပြီးဆိုတာတရားတော်တရားအတ္တတွေရှည်တန်းတင်လှုပ်တင်တာကိုမလှုပ်တော့ဘဲနဲ့မလှုပ်တင်တာတွေလှုပ်ပြီးတော့နောက်ဆုံးအာရဘီလို့ဆိုဇွာလင်ပေါ့မလှုပ်တင်တာတွေကိုလှုပ်ပြီးလှုပ်တင်တာတွေကိုမလှုပ်တဲ့လူတွေများလာရင်ကျွန်တော်တို့အုပ်စုတွေထဲမှာလူတဦးနဲ့တဦးရန်လိုမုန်းထားတယောက်နဲ့တယောက်ဘာမှမဟုတ်တဲ့အရေးကိစ္စလေးကအစအပြစ်တွေမြင်လာပြီးတော့ ကျွန်တော်တို့အင်အားတွေဆုတ်ယုတ်ပါတယ်ဒါကြောင့်မို့ဒီနေရာကနေမြေတားရက်ခံကျင်တာပါဒီနေ့စစ်ကောင်းဆောင်ပေါ့နော်အကြမ်းဖက်စစ်ကောင်းဆောင်နော်ကိုယ့်ကိုယ်ကိုတမရလို့ကျင်ညာလိုက်ဝင်ကြီးချုပ်လို့ကျင်ညာလိုက်ဘာသာတရားအားလုံးကဖရားအသီးသီးကဓမ္မဘက်မှာယက်တီဖို့ကျွန်တော်တို့ကိုပြောတာအဲ့ဒီဓမ္မဆိုတဲ့တမေအကြီးဆုံးလက်နက်ကျွန်တော်တို့မှာရှိတယ်ဒါပေမဲ့အဲ့ဒီလက်နက်ကိုကျွန်တော်တို့အသုံးပြုဖို့အတွက်ကစည်းလုံးညီညွတ်မှုကအင်မတန်အရေးကြီးပါတယ်ဘယ်အယူဝါဒကိုပဲလိုက်လိုက်ကျွန်တော်တို့စစ်အာဏာရှင်စနစ်ကို စေအာနာရှင်နီးလူပေါ့နော်အာနာရှင်စနစ်တွေကိုတော်လာမယ်စန့်ကျင်မယ်မတရားမှုမှန်သမျှငါတို့ရှေ့မှာမြင်ရင်ဘယ်ဘာသာကိုပဲကျူးလွန်ကျူးလွန်ဘယ်လူမျိုးကိုပဲစော်ကားစော်ကားဘယ်အတိုင်းဝိုင်းကိုပဲထိထိငါတို့အရာတွေကိုတွန်းလှန်ကြမယ်အဲ့ဒီလိုမတရားမှုတွေကိုတပ်ပယ်ကြမယ်အဲ့ဒီအရာတွေအားလုံးငါတို့အမြင့်ပြတ်ချေမောအောင်လုပ်မယ်ဆိုတော့ကျွန်တော်တို့အတွေးတွေကတော့တူရတယ်ဗျာဆိုတော့အဲ့ဒီတူညီတဲ့အပေါ်မှာကျွန်တော်တို့ကအတူတူကစီးလုံးလုံးနဲ့ ောက်လာဖို့ဒါလည်းခက်တာမဟုတ်ပါဘူးခုနကကျွန်တော်ပြောတဲ့အတ္တလေးတွေလျှော့အတ္တလေးတွေလျှော့ဖို့ကဘာလဲဆိုရင်လူမှုရဲ့မျက်နှာကိုမူပါရှေ့မှာဆရာမတင်ပြသွားတယ်ပြည်သူတွေဘလောက်အသက်ပေးရအောင်ပါလဲဆိုတော့နေကုန်းနေထွက်မလာအောင်လို့ပြည်သူမျက်နှာကိုကျွန်တော်တို့မူဖို့လိုတယ်မြေပြင်မှာရှိတဲ့ပုံကိုယ်တွေစစ်မြေပြင်မှာရှိတဲ့ပုံကိုယ်တွေရှေ့တန်းတနေရာမှာရှိနေတဲ့ကျွန်တော်တို့ရဲ့အဲ့ဒီလိုအုတ်ချုပ်စေခြင်းတဲ့သူတွေဒီလေကျွန်တော်တို့ဒီနေရာမှာသိရတာပြည်သူလူထုထောက်ခံမှုဘလောက်ပဲရရ သူတို့စေတနာမှန်ကြဖို့လိုတယ်ဒီနေ့နားထောင်နေတဲ့ညီကိုမောင်တို့မတွေအားလုံးရဲ့ရင်ထဲမှာဖတ်သဖရှာလူအဲ့ဒီလိုအငင်းအခုံတွေလောက်ရင်အသင်တို့တွေစိတ်ဓာတ်တွေပြက်စီးမယ်တဲ့ဝသဇဟာဘရီဟုကုံအသင်တို့မှာရှိတဲ့ခွန်အားတွေရုတ်လျော့ပါလိမ့်မယ်ဒီနေရာမှာလည်းတခုကြုံလို့တင်ပြချင်တာကကျမ်းတော်မြတ်ကိုရာန်မှာလေကျွန်တော်တို့ခန္ဓာ40ပါရမ28မှာကျွန်တော်လေ့လာကြည့်စစ်ဘလူးစစ်အာနာရှင်မေအောင်လိုင်းကလည်း ်ပြည်သူလူထုတော့နေစင်တဲ့အမြလေရင်နဲ့ဘုံနေကျဲပြီးရင်ဆက်တက်လေဒီနဲ့ဘုံနေကျဲဘုန်းကြီးเจ้าတွေကိုဘုံနေကျဲမျိုးဘာသာသာသနာကို ထိမ့်သိမ့်มาတယ်ဆိုတော့ပုဂ္ဂိုလ်ကြီးကဘုန်းတော်ကြီးเจ้าတွေဖရာတွေဇေဒီတွေပထိုးတွေเนาะဖြိုဖြတ်တယ်ဘုန်းတော်ကြီးတွေကိုတတ်ဖြတ်တယ်သူ့ကိုထောက်ခံတဲ့ဘုန်းတော်ကြီးတွေကိုလည်းမဟုတ်တန်းတရားတွေပြောတတ်အောင်မြှောက်ပေးတယ်ဒီလိုပုဂ္ဂိုလ်ကဘာသာသာသနာနဲ့ပတ်သက်ပြီးသူကဘာတန်မိုးမှမထားဘူးသို့တော့သူ့နိုင်ငံရေးထွက်ပေါက်အလို့ငါ ရုရှားသမ္မတကိုတော့ဟာလားဘယ်ထဲမှာတော့ဘယ်စာထဲမှာတော့ဘလို့ပါပါလဲဆိုပလီတိ6ချက်တွေသွားပြောတာပေါ့နော်ပြီးတော့ဒါတွေကလည်းတကယ်နားထောင်ကြည့်တော့ကျတော့အင်တန်ရှက်ဖို့ကောင်းတယ်နောက်ဆုံးအဆင့်စိုက်ကားသမားကပဲပြောပြောအဲ့ဒီသူတွေရဲ့အတန်ဟာမှန်နေရင်ကျွန်တော်တို့တန်မိုးထားရပါမယ်ဖီရောင်မင်းဆိုမင်းညက်ကသူ့ရဲ့နိုင်ငံရေးထွက်ပေါက်ပိတ်တိုင်းမှာသူကဘာသာရေးကိုအသုံးချခဲ့တာအခုဒါကြောင့်မို့တမန်တော်မုဟမ္မဒ်ကကျွန်တော်တို့ကိုမိန့်ခဲ့တဲ့ဩဝါဒလေးရှိပါတယ်ယသုလ္လာဟီအလလ်ဂျမာအာ ်အလောရှင်မြတ်ရဲ့မဟာဂိယူနာတော်ရဲ့လက်ဟာစီလုံးညီညွတ်တဲ့လူအဖွဲ့အစည်းပေါ်မှာပဲရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အားလုံးစီလုံးညီညွတ်ဖို့လိုတယ်ပြီးတော့ဒီစစ်အာဏာရှင်ဆိုတာကျွန်တော်တို့တွေ့တဲ့အချိန်အခုရုရှားကိုသွားတယ်သူဘာသာရေးကိုအသုံးချတယ်မောင်နှမသားသမီးတွေသူတို့ရဲ့မျက်နှာလေးတွေကိုထောက်အောင်ပြီးကျွန်တော်တို့ရဲ့အတ္တတွေကိုဘေးချိတ်ဖြစ်တဲ့အရာတွေကို ဖြစ်ချင်တာတဲ့ဖြစ်တဲ့အရာတွေစီကိုကျွန်တော်တို့ဥတည်ဖို့လိုပါတယ်သူတို့လူတွေစာဝါတွေလိုက်ကြတဲ့အခါမှာစာကြဆယ်တော်တွေက နိုင်ငံရေးအသိအမြင်တွေဘုဒ္ဓတတွေကို7မိနစ်15မိနစ်ခန့်ဦးဇင်းတို့ဒီသောတုဒ္ဒနာတန်ခါတွေကိုမင်ကြားလေးရှိကြတယ်ပေါ့တရားတွေကိုဟုတ်တရားအောင်ရောင်းလျှောက်ပြောနေတာဟာအင်မတန်ရှက်ဖို့ကောင်းတယ်ကျွန်တော်တို့ညီနောင်ဗုဒ္ဓသာသနာဝင်တွေအတွက်လည်းအင်မတန်ကျွန်တော်တို့မျက်နာပူရတယ်ဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓရဲ့ဓမ္မတွေကအင်မတန်အေးချမ်းတယ်နော်အင်မတန်ကောင်းတယ်လူတွေကိုကောင်းတဲ့အရာတွေလို့မကောင်းတဲ့အရာတွေကိုရှောင်ဒါတော့ကောင်းတဲ့တရားတွေကိုမဟုတ်တန်းတရားနေရာတွေမှာဒီလို မယိုးသားတဲ့မယိုးဖြောင်းတဲ့ပြည်သူလူထုပြန်တက်နေတဲ့နှစ်ပေါင်းများစွာကျွန်တော်တို့လူထုအားလုံးကို အမောင်ထဲမှာထည့်ထားခဲ့တဲ့စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့လူထုရဲ့စီးလုံးညီညွတ်မှုမလျှော့သောဆွဲတွေနဲ့စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့အမြင့်ဖြတ်ခြုံနှိမ့်အောင်လို့ကျွန်တော်တို့တိုက်ထုတ်ရမှာပါဒါတွေကိုတော်လံပြည့်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အပါဝင်ရှက်ယွံပွဲကောင်းပါတယ်ဒါကြောင့်မို့ဖြစ်ချင်တာတဲ့ဖြစ်တဲ့အရာတွေကိုလောက်ကြဖို့အတွက်ကျွန်တော်တို့ရဲ့အတ္တတွေကိုဘေးချပြီးတော့ ကျွန်တော်တို့စီလုံးညီညွတ်မှုဆိုတဲ့လမ်းကိုသွားပြီးဆေအာနာရှင်စနစ်အမြင့်ဖြတ်ချေမုန်းကြီးအထိအတူတကွလက်တွဲပြီးတော့ဒေါ်လာစက်ကျင်ကြပါစို့လို့ဒီနေရာကနေတင်ပြရင်ညီကုန်းချုပ်အဆုံးသတ်ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးဦးဇင်းတို့ဆေအာနာရှင်ဆက်ဆက်ကတော့ဟိုညီညွတ်ရေးကိုအင်မတန်မှကြောက်လန့်ပါတယ်ဒါကြောင့်လည်းပဲညီညွတ်ရေးကိုဘယ်လိုပြိုကွဲအောင်လုပ်ရမလဲဆိုတာလည်းညံညံတဲ့တင်တွေးဆခဲ့ကြတာကို ဟိုဦးဇင်းတို့2000ခုပါရောင်မတန်ခင်ကာလအထိပေါ့နော်ဦးဇင်းတို့ဒီတော်လန်ရေးရလူထုလှူရှာမှုတွေတော်တော်များများကိုမန္တလေးရဟတ်တံဃာထုရန်ကုန်ရဟတ်တံဃာထုပေါ့နော်အေရဟတ်တံဃာတွေဟာဥဆောင်ဥရပြုလေရှိကြတယ်ပေါ့နော်နိုင်ငံရေးစိတ်တက်အနိုးကြွားဆုံးဦးအခြေအနေတွေလည်းဦးဇင်းတို့တွေကြုံခဲ့ကြရတယ်ပေါ့ချက်ဘာမလို့ဆိုတော့ဗုဒ္ဓသာသနာကိုမဟုတ်တန်းတရားတွေနဲ့တွားပြီးတော့ဒီလိုသူများနိုင်ငံကိုကျူးကျော်နေတဲ့အာဏာရှင် ကိုပြည်သူလူထုကိုပြန်တက်နေတဲ့အာနာရှင်နှစ်ယောက်တွေ့တဲ့အချိန်မှာဗုဒ္ဓရဲ့ဓမ္မတွေကိုအလွဲသုံးစားလုပ်တာဘာသာအယူဝါဒမတူပေမဲ့ဗုဒ္ဓအစာမျက်နာပူလိုက်တာ2900ဒေါ်လာရင်းနောက်ပိုင်းကာလဒီမှာအာနာယူတွေဟာကိုနဲ့ဘာသာမတူရင် မုန်းဆိုတဲ့အမုန်းစိတ်ကိုထည့်သွင်းပြီးတော့ကိုဘာသာသာသနာကိုတော့ချစ်မြတ်နိုးတယ်ဆိုတော့ဒီဘက်ရှိသချင်းနောက်ပိုင်းကာလတွေမှာလူထုလှူရှားမှုတွေရဲ့အွှေ့တွေမှာရဟန်းတန်ဃာတွေဟာတက်တက်ကြွကြွပါဝင်ငဲကြတာတွေအများကြီး ဒီကြုံခဲ့ရတယ်။အဲ့ဒီနောက်ပိုင်းမှာမှဦးဇင်းတို့လူထုကိုယ်စားလှယ်အများစုပါဝင်တဲ့ NLD ပါတီကိုဒုတိယအဆင့်နဲ့တိုက်တိုက်ခိုက်တယ်ပေါ့။ဘောင်းဆိုတော့ NLD ပါတီဟာဘာသာချားဦးစားပေးတဲ့ပါတီဆိုတဲ့ပုံစံမျိုးနဲ့စနစ်တကျပေါ့နော်။သွေးခွဲမှုတွေစနစ်တကျလုတ်ပြီးတဲ့အခါကျမှပိုင်မီနိုင်မီဆိုတဲ့အခါကျမှတီရီကူတို့လိုပုဂ္ဂိုလ်တွေကိုဟိုစီယုံဒီလိုရလည်းပဲနောက်မှတန်ခါလေးသိန်းကျော်ရှိတဲ့ရဲရဲတာလှုပ်ဆိုပြီးမြောက်ပေးလိုက်တဲ့အခါမှာဒီ2021 အာနာယူတဲ့အနေထားမျိုးတွေကြုံလာရတာကိုဆိုတော့ဒါဟာအဲ့လိုကြုံလာတဲ့အခါမှာဒီနေ့ຫນွေဥဒေါ်လာရေးမှာယဟန်တန်ကထုပါဝင်မှုဟာအင်ဗရာမအားနေသွားပြီဝိနေမီတာရုံဆရာကြီးလောက်ကြံခါရတဲ့အဲနောက်ပိုင်းမှာပတ္တနေကုသနာကံပြုတ်ကြတာပြုတ်တဲ့အခါမှာ2000ကျော်ရောင်ဒေါ်လာရေးကာလကအုံနေချင်းနဲ့90ခုနှစ်ကာလကအုံနေချင်းနဲ့တွေပြန်ကြည့်မယ်ဆိုလို့ချင်းအများကြီးနေပါတယ်လို့ပြောလို့ရတယ်ဦးသူတို့မြို့နယ်ပေါင်း20မြို့နယ်လောက်ပဲအာ ဦးဇင်းတို့တွေပတ္တနိကုဏကံပြုနိုင်ငဲကြတယ်ပေါ့နော်ဒါဟာဦးဇင်းတို့ရဲ့တန်ခါထူကြီးကိုသွေးခွဲပလိုက်တာပဲအဲတန်ခါထူဟာဦးဇင်းတို့ရဲ့ဓမ္မပေါ်ယက်တိမှုသူခေါ်တယ်တော်လန်ကြီးပေါ့နော်တော်လန်ကြီးမှာတန်ခါထူဟာကြာဆုံးသွားတာပဲဆိုတော့ကွဲပြားမှုသွေးကွဲမှုဒီကြာဆုံးကံကိုရောက်တတ်တယ်နော်ကြာဆုံးခြင်းနဲ့ရင်ထိုင်ရတတ်တယ်ဒါကြောင့်ဦးဇင်းတို့ဒီတော်လန်ကြီးမှာအားလုံးက မတူညီတဲ့အဖွဲ့အစည်းတွေအများကြီးပေါင်းစည်းထားကြတယ်ပေါ့နော်ပေါင်းစည်းထားကြတယ်အဲ့ဒါတွေကညီညွတ်မှုတွေနဲ့အင်အားတွေတည်ဆောက်မှသာလေဦးဇင်းတို့ဒေါ်လာရင်းဟာအောင်းမြင်မှာဖြစ်တယ်ပေါ့နော်အခုလိုပေါ့နော်အဲအစ္စလမ်ဓမ္မတွေပါရတော်တွေသင်္ကန်းစရာယူစရာတွေရောပေါ့နော်အလုံးတိုင်းဝိုင်းပြီးတော့မှဆွေးနွေးပေးတယ်ဆရာဆွေးနွေးကိုကျေးဇူးများစွာတင်ရှိပါတယ်